အားလုံးမင်္ဂလာပါရှင်။ဣတိစင်ခညမအော်ရီဖုတ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖပြပေးမယ့်ခေါင်းစဉ်လေးကတော့ဆီယာမာကြီးခင်နေကြည်သာရေးထားတဲ့စာအုပ်ထက်ကခေါင်းစဉ်တစ်ခုဖြစ်တဲ့ရေစီးသေးတာညောမနီမိစေဖို့။ရေစီးသေးတာညောမနီမိစေဖို့။ညီမလေးရေလောကကြီးကလေဘလောက်ပင်မာယာရီကျွဲဝနေပြီမြင်သူ့လောက်ကိုပဲဒီဇိုင်းမမှန်လောက်တာကြတဲ့သူတွေရှိပြီးတော့အဲ့ဒီလိုစူးစမ်းလို့လဲအောင်မြင်ကြတဲ့သူတွေရှိခဲ့ကြတယ်။ အဲဒီစင်မိသီးကိုတီထွင်ခဲ့တော့ကပေါ့မဖြစ်နိုင်ဘူးဆိုတဲ့စကားတွေယူနေတာပါဆိုတဲ့စကားတွေအပြင်အချိန်တွေဖြုံးနေတာပါဆိုတဲ့အပြစ်တင်စကားတွေကိုကြောက်ခိုက်ပြီးတော့ယုံကြည်ရအောင်ပဲစူးစမ်းခဲ့လို့ဒီနေ့လက်စစ်မိသီးကိုကောက်ကောက်တုံးနိုင်ကြတာပေါ့ဒီနေ့ရဲ့တီထွင်မှုတွေအောင်မြင်ခဲ့သူတွေတိုင်းပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကိုစက်စက်ခံခဲ့တဲ့အပြင်ဘလို့ပြောင်းလဲတွေရှိရှိလိုက်ပါမစီမျောပဲကိုယ့်ရဲ့ပန်းနိုင်စီကိုအရောက်လှမ်းခန့်ကြတယ်အက်ဒီဆင်ပြောခဲ့တဲ့စကားကတော့မှတ်သားစရာပဲ။ ဖြစ်နိုင်မှုဆိုရင်နီလန်ပေါင်း969ခုရသိခဲ့ပါတယ်။နောက်ထပ်တကယ်အတူယူစရာကတော့မြင့်စွာဖြစ်ရပဲ။အဖြူရှာမဖြစ်မယ်လို့ဆုံးဖြတ်ပြီးတဲ့အခါဘယ်စည်းစိမ်တွေမှဖျားယောင်းလို့မရအောင်ဘယ်အလှကုန်မှလည်းမတတ်မှတ်ဘူး။တိုင်းပြည်တိုင်းရဲ့ထီးနှက်ဆက်ခံပါလို့လွှဲပေးတာတော့မှနည်းနည်းမှမရက်သက်မယုံကြည်အောင်ပဲဥတည်ခဲ့တယ်။ဒီလိုဥတည်ခဲ့လို့လေလောကမှာဖျားဆိုတဲ့အလင်းအောင်တစ်ခုထွန်းလင်းခဲ့တာပေါ့ဒီမှာလေ။ ပဝင်းကျင်ရဲ့စင်ကုန်မှုတွေကိုစန့်ကြည့်ပြီးတော့ကိုယ့်ရဲ့ဘန်းနိုင်စီကိုပဲဒီဇိုင်းမမတ်သွားနိုင်တဲ့သူဘလောက်ပြဿနာတွေရှုပ်ထင်းနေပေမဲ့ယုံကြည်ရတဲ့ခုကိုတော့အာရုံထားတဲ့သူဘလောက်ပဲလောကရန်ကရိုက်ပုတ်နေပါစေဥတည်ချက်စီမမေမတုံသွားနိုင်တဲ့သူသားလေးဘန်းနိုင်စီကိုရောက်တတဲ့ green house တွေအကြောင်းမှတ်မိသေးလားညီမလေးပြင်မမှာပူရာတွေပျက်စီးရာတွေကိုဖေခွာလို့မှန်လုံးအိမ်လေးထဲမှာစိမ့်ဆူလှပါနေတာလေး အပူနဲ့အိမ်ကိုထိညိပေးတာပူမယောဂါတွေကိုထိမ့်ချုံလာတဲ့အချိန်ခါမျိုးစိုက်ပျိုးနိုင်တာကြောင့်နိုင်ငံတော်များများလည်းအသုံးပြုတဲ့စိုက်ပျိုးရေးနည်းစနစ်ပေါ့လူမှုပတ်ဝန်းကျင်ထဲမှာ green house လို့လူတွေရှိကြတယ်တာရကအဖြစ်မျက်စွာဖျားရှုကိုပဲပြန်နှုံးတာပေါ့ပြင်းမကဘလောက်ပဲဟန့်တာနေအောင်အသွင်းစိတ်ရဲ့ပြတ်သားမှုနဲ့ယုံကြည်ရဖို့ပဲကြိုးစားလို့လောကအတွက်တောက်ပဆုံးထုံးလိုက်ခဲ့တယ်လေဘေးအာရုံအတွက်မှစံ့ကြမနေဘူးဒီမှာလေ ဆိုရှယ်မီဒီယာကြီးပေါ်မှာတော့အင်အားထက်ချိန်တွေကုန်မှုအယုံစားစရာတွေများလာပါရဲ့တနေ့တနေ့မယိုးနိုင်တဲ့ကောလာဟာလာတွေအရှုပ်ထုတ်တွေဝေဖန်စာတွေကလော့စာတွေဆေးစရာတွေအလှည့်ပြောင်းနေအဲ့ဒီလိုများပြားလာတဲ့အပူတော်တွေ green house လေးလိုမှအပူကိကိမနေနိုင်ပူပြီးပြင်မလာချည်လမ်းလျှောက်နေရင်တွေ့သည်မအပူတော်ထဲဝင်သွလုံးကိုဆရာဆူငုံလိုက်ရီးဆရာဆူရီးလိုက်ဆဲဆရာဆူဆဲလိုက် ဝေဖန်ဆရာဆိုဝေဖန်ပြီးကဲ့ရဲ့ဆရာဆိုကဲ့ရဲ့လိုက်နဲ့ပန်းတန်ရောက်ချိန်နှီးတော့မှာပေါ့ဆိုရှယ်မီဒီယာလောကထဲစုံကြည်စံကြည်ကူးခတ်နေပြီမဲ့အပူမကူးပဲအေးချမ်းတဲ့ green house ပိုင်ရှင်ဖြစ်ဖို့အတွက်ပတ်ဝန်းကျင်ရဲ့စိန်ခေါ်မှုတွေကိုစန့်ကျင်ပြီးကုတ်ပန်းနိုင်စီကိုပဲဒီဇိုင်းမမတ်သွားနိုင်တဲ့သူဘလောက်ပြဿနာတွေရှုပ်ထွေးနေပြီမဲ့ယုံကြည်ရာတစ်ခုသို့သာအာယုံထားတဲ့သူဖြစ်ဖို့လိုတယ်ဒါကြောင့်ဘလောက်ပဲလောကရန်ကရိတ်ဖို့နေပါစေ။ ဥတီချက်စီမမေမတုံကြက်ကြက်ခံမီပန်းနိုင်စီရအောင်သွားပါလို့ညီမလေးကိုမှားလို့တိုက်တွန်းလိုက်ပါတယ်။ဒီနေ့တော့ကတော့တလပွဲဖြစ်ပါတယ်ရှင်။နားဆင်ပြီးခဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။တာယာသောနေ့ရက်လေးတတိယကိုပိုင်းဆိုင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်ရှင်။